နှစ်ဖူးပေါ်လိုက်တင်စဉ်းစားမိတိုင်းရှင်မုန်းနေရတဲ့ overthinker တယောက်ဆိုရင်တော့ဒီဗီဒီယိုကတင့်အတွက်ပါပဲလူတွေရဲ့တက်တန်းတလျှောက်မှာအတွင်းလွတ်နေဆိုတာခဏခဏကြုံမှုကြတယ်ဒါပေမဲ့ဒီစိတ်ကိုကျော်လွန်နိုင်တဲ့သူဟာပဲအင်းဆက်မှုစစ်ကိုရရှိကြတာလူတိုင်းကတော့ပဲအတွင်းလွတ်နေကြပါမလဲကိုမသိတဲ့ခင်လေးမှာပဲကိုကအတွင်းလွတ်နေပြီဆိုရင်တော့မတက်နိုင်ဘူးလေဒီတော့ရှုပ်ထွေးနေတဲ့လောကကြီးထဲမှာငြိမ်းချမ်းမှုအစစ်ကိုရှာနေကြတဲ့လူတွေအတွက်အတွင်းလွတ်ခြင်းဆိုတဲ့မကောင်းတဲ့စိတ်ကိုဖျောက်ဖို့လိုတယ် ဒါကြောင့်မဲဒီအတွေးလွန်ခြင်းဆိုတာဘလို့ဖျောက်ကြမလဲဆိုတဲ့မိကောကလူတိုင်းလူသိချင်နေကြတဲ့အရာတစ်ခုဖြစ်လာခဲ့ပါပြီ။ဒီဗီဒီယိုထဲမှာတော့ပညာရှင်တွေကိုယ်တိုင်ထုတ်ပြန်ထားတဲ့နေထိုင်မှုပုံစံတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့အတွေးလွန်ခြင်းဆိုတာဘာလဲ။ဘာကြောင့်ဖြစ်တာလဲဆိုတာကိုအရင်ဆုံးကြည့်ရတာပေါ့။အတွေးလွန်တယ်ဆိုတာကတူညီတဲ့အတွေးကိုထောက်ခံထောက်ခံတွေးမိနေတာဖြစ်တယ်။အဲ့ဒီအတွေးကြောင့်မဲကိုယ့်ရဲ့နေစဉ်ဘဝတွေကိုအနှောက်အယှက်ဖြစ်စေပြီးတော့ရှေ့ဆက်လုံးစရာတွေကိုမလုံးနိုင်တာတွေဖြစ်တတ်သေးတယ်။ ဒီတက်ဆိုရဲဆိုရင်တော့တက်တည်သွားတာတွေအချိပါဖြစ်တာဆိုတော့အတွေးလွန်နေဆိုတာကိုဒီအတိုင်းပစ်ထားလို့တော့မရဘူးပြအောင်လုပ်ရမယ်ပညာရှင်တွေကအတွေးလွန်နေစိတ်နှစ်ခုရှိရဲလို့သတ်မှတ်ကြတယ်ပထမတစ်ခုကအတိတ်ကိုပြန်ပြောင်းပြီးတော့အတွေးလွန်တာဒုတိယတစ်ခုကတော့အနာဂတ်မှာဖြစ်လာနိုင်တာကိုကြိုတင်ပြီးတော့အတွေးလွန်တာဒီနေရာမှာလက်ရှိပစ္စုပ္ပန်မပါတာကိုသတိထားမိကြမယ်ထင်တယ်ပညာရှင်တွေရဲ့အဆိုအရတော့လက်ရှိအချိန်ကိုတွေးတာကအပြစ်သဘောဆောင်တဲ့အတွေးတွေလို့ပြောကြတယ်ဥပမာအနေနဲ့ ဘာရင်စာနေတဲ့အချိန်မှာဘာစားရင်ကောင်းမလဲလို့တွေးတာလက်တွေ့ကြပြီမဲ့တကယ်လို့များနောက်ထပ်၃နိုင်အကြာမှာငါဘာစားရင်ကောင်းမလဲဆိုပြီးတော့တွေးတာဒါမှမဟုတ်ငါမနေ့ကထမင်းကျော်စားခဲ့ရင်အခုလိုမျိုးဘိုင်းစာနေမှာမဟုတ်ဘူးဆိုပြီးတော့တွေးတာအတွေးလွန်တာဖြစ်သွားပြီဒါကိုဆိုလို့ကျင်တာပါဒါဆိုရင်အတွေးလွန်တာဘာကြောင့်ဖြစ်နေရတာလဲဒီလိုအတွေးလွန်တာတွေကအထူးသဖြင့်တော့စိတ်ပိုင်းဆိုင်ရာကိစ္စတွေအုံနာရဲ့အလုလပုံတွေနဲ့ပတ်ဝန်းကျင်ကြောင့်လည်းဖြစ်ပေါ်လာနိုင်ပါတယ် စိတ်ပိုင်းဆိုင်ရာအနေနဲ့အတွင်းလွန်လာဖြစ်တဲ့အခါမှာစိုးရိမ်မှုတွေများတာကိုကကို perfect ဖြစ်စင်တာနဲ့ယုံကြည်မှုနေရတဲ့အကြောင်းလို့သတ်မှတ်ကြတယ်။ဒီသုံးမျိုးရဲ့တခုခုအားနေသွားရုံနဲ့အတွင်းလွန်ခြင်းဆိုတာကြီးကဝင်လာရော။အုံနောက်လောက်တဲ့ပုံစံကလည်းအတွင်းလွန်ခြင်းဆိုတဲ့အကြောင်းအရာမှာအရေးပါတယ်။သူကအနေအုံကာကွယ်ဖို့အတွက်နဲ့ရှောင်ရှားဖို့အတွက်အလိုလျောက်စနစ်နဲ့ပြဿနာတွေကိုသုံးသပ်လိရှိတယ်။ဒါကတော့တယောက်နဲ့တယောက်မတူဘူး။တချို့တွေအတွက်တော့လေတစ်ခါတော့ပြန်သုံးသပ်လိုက်ရုံနဲ့ဟိုရပြီ။တချို့ကကြတော့လေထပ်ခါတလေးလေးကိုသုံးသပ်နေရ။ ဒါကိုအတွင်းလွန်ခြင်းလို့ခေါ်တယ်။ပြင်ပပဝန်းကျင်တွေကြောင့်ဖြစ်တဲ့အတွင်းလွန်စိတ်တွေမှာကြတော့လူမှုရေး၊စီးပွားရေး၊အချစ်ရေး၊မိသားစုရေး၊ဘာညာရေးပေါ့နော်။ပဝန်းကျင်မှာရှိသမျှအရာတွေအတွက်တွေးတော့ငင်းငိုင်နေတတ်တာတွေပါနေပါဗါတယ်။တချို့လူတွေကြတော့လေဒီလိုမျိုးတက်ခါတက်ခါတွေးတော့နေရတာကောင်းတဲ့အစဉ်တကူလို့ထင်နေတော့မယ်။ဒါမှအမှားနဲ့မယ်အပြင်းမန်ကိုပို့ပြီးတော့ရှာနိုင်မယ်ဆိုပြီးတော့သတ်မှတ်နေကြတာ။တကယ်တော့သူတို့ပြန်ရနေကြတာတွေကဒါရီရဲ့စန့်ကျင်ဘက်တွေပါ။ ိုကပို့ပြီးတော့တွေးလေကိုရဲ့ခံစားချက်တွေကပို့ပြီးတော့ရှုပ်ထွေးလာလိမ့်ပဲခံစားချက်တွေရှုပ်ထွေးလာတဲ့အခါမှာစုမစက်တွေချဖို့လဲဝေဝါလာကြတယ်ဘာလို့တော့လောက်အောင်မသိတော့ဘူးပေါ့ဒီလိုအတွင်းလွန်တာစီမမဆူဆူတွေကိုဖြစ်စေနိုင်တယ်ဆိုတာကိုလည်းမိတ်ထားလို့မရအောင်စိတ်ထက်ကြတာစိုးရင်စိတ်တွေလွန်ခဲတာစိတ်ထိခိုက်လွေတာတွေနဲ့စိတ်ဆန်းမရဘူးပါတိခက်လာနိုင်စေရဲ့ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကအတွင်းလွန်လို့ဒါရီဖြစ်တယ်ဒါရီကြောင့်မပြန်ပြီးတော့အတွင်းလွန်ကြတယ်ဒါကြောင့်မအတွင်းလွန်တဲ့သူတယောက်က ဒီတွင်းနဲ့ကြီးတွေကနေပြန်တက်ဖို့ဆိုတာအချိန်အများကြီးနဲ့အလေးအကျင့်အများကြီးယူနေရတာပါစိုးစိုးတွေကဒါရီမဲလားဆိုတော့မဟုတ်သေးဘူးရှေ့ဆက်လောက်စီရီအစင်မပြေတော့တာလုံးတဲ့အခါမှလည်းအမားတွေပါတာစုံမဲ့ချက်အမားတွေချမိလာတာခေါင်းကြိုက်တာနဲ့တခြားချမ်းမရဲ့ပြဿနာတွေကိုထိခိုက်လာတာတွေရှိတယ်။ဒီလိုမျိုးအခြေအနေတွေစိုးနေရင်တော့အပေါ်မှာပြောခဲ့တဲ့လိုတက်တည်ရတဲ့အခြေပါရှိတယ်။ဒါနဲ့စကားမဆက်ငငယ်တော့အเจ้าမှစာသင်ခဲ့ရတဲ့အောင်ရှိတီကြွေးကြလို့ပြည့်ရုံလေးတစ်ခါအောင်ကြောင့်မှတ်မိကြသေးလား။ မစူးစမ်းမစင်ကျင်သောယုံဆိုတဲ့တီယုံလေးကလည်းကဘာကြီးသာပြတော်ခဲ့ရင်ဆိုတဲ့အတွေးကိုထထလဲလဲတွေးနေနေနဲ့အုံရှိတီတွေ့ကြတဲ့အတန်ကိုကဘာပြတ်တယ်ဆိုပြီးတော့ထွက်ပြေးတော့တတော်တော့လုံးရွှတ်ခဲ့ရတဲ့ပုံပြင်လေးပေါ့အဲ့ဒါကြောင့်မဲအတွင်းလွန်လာနေပြီးတော့ရတဲ့စိုးကျိုးတွေကကိုတယောက်တည်းခံစားရမှာမဟုတ်ဘူးကို့ပဝင်ကျင်ရလူတွေပါခံစားရနိုင်တယ်ဒီတော့အတွင်းလွန်သမားတွေအတွက်ဖက်တဲ့နဲ့စာအုပ်ကောင်း၅အုပ်ကိုညွှန်ပေးခြင်းပါတယ်ဒါရီကတော့အကျဉ်းစိုးတွေကိုဖျောက်ပြီးတော့အကျဉ်းကောင်းတွေကိုဖန်တီးပေးဖို့အတွက် automatic habit ရောင်ရဲခန့်နေတဲ့လောကထဲမှာစိတ်ချမ်းသာမှုရှာတွေ့စေဖို့ mindfulness မကောင်းတဲ့ခံစားချက်တွေကြားရရနေပြီးတော့ပိစုပံကိုတန်မိုးထားတတ်ဖို့ the power of now အတွေ့အစုံတွေကြားရရနေရုံထားစေနိုင်ဖို့ change your thinking နဲ့ဘဝကိုအကောင်းမြင်တဲ့စိတ်နဲ့တည်တည်ငြိမ်ပျော်ပျော်ရွှင်လန်းဖြတ်တန်းနိုင်ဖို့ a guide to good life ဆိုတဲ့စာအုပ်တွေပဲဖြစ်ပါတယ်။ဒီစာအုပ်တွေအကုန်လုံးကိုကျမတို့ရဲ့ရှင်တို့ application ထဲမှာအတန်းနဲ့ဝန်စားနေမှာဖတ်လို့ရနေပါပြီ။ဒီတော့ကုကုကို overthink က အတွင်းလွန်သမားတယောက်လားဆိုတော့သိဖို့အတွက်ကျမနဲ့တူတူဒီမိခွန်းလေးတွေလိုက်ဖြစ်ကြည့်ပါရှင်။နံပါတ်၁ကတော့တူညီတဲ့အတွေးတစ်ခုတည်းကိုထက်ခါတက်ခါတွေးနေဘူးလား။နံပါတ်၂ဒီလိုအတွေးတွေများတာကြောင့်အိမ်လိုမရတဲ့ညတွေကြုံဘူးလား။နံပါတ်၃အကဲရေးများဆိုတဲ့မိခွန်းနေတိုင်းလူလူမင်းနေဘူးလား။နံပါတ်၄ကိုလုံးခဲ့တဲ့အမားတွေကိုအခုထိတွေးနေတော့မဲလား။ဒါမှမဟုတ်လုံးမိနိုင်တဲ့အမားတွေအတွက် ကြိုတင်စိတ်ပူနေမိလားနံပါတ်5လူတွေကိုယ့်ဘောဘလို့မြင်ကြလဲဆိုတာကိုတောင်းစီရင်မရတွင်းနေဘူးလားနံပါတ်6ကိုထိန်ချုပ်လို့မရတဲ့အရာတွေအတွက်ဘလောက်တောင်အချိန်ကုန်ကန်တွင်းနေဘူးလဲနောက်ဆုံးတစ်ချက်ကတော့ကိုယ့်ရဲ့စိတ်အတွင်းတွေကိုရက်ချင်ပေမဲ့ရက်မရတာရှိလားဒါရီဖြစ်ဖို့ရင်တော့မသားစီရပါပဲအတွင်းလည်းနေသူနောက်ထပ်တယောက်တိုးလာပါပြီဒီတော့ကိုယ့်ရဲ့ overthinking နည်းလမ်းကိုဖျက်ဖို့နည်းလမ်းတွေကိုသိကျင်ကြမယ်ထင်ပါတယ် အတွေးရုံနဲ့စိတ်ကချက်ချင်းဆိုတဲ့လိုမျိုးဝန်းကနေပြပြင်လို့ရတဲ့ကိစ္စတခုတော့မဟုတ်ဘူးအဲ့ဒါကြောင့်ငါအတွေးရုံတော့အခုတိဖြောက်လို့ရပါမလားဆိုပြီးတော့စိတ်ပူနေဖို့မလိုဘူးဒီလိုစိတ်ပူနေမယ်ဆိုရင်အဲ့ဒီစိတ်ကြောင့်ပဲအတွေးတွေထက်လွန်အတွေးလုံလုံဖြောက်ဖို့လို့ဖြောင်းမရတော့ထက်လွန်နဲ့တန်နေပက်ကုန်ကြပါလိမ့်မယ်အဲ့ဒါကြောင့်အချိန်ရဲ့စူးစမ်းမှုရဲ့စိတ်ရှိမှုရဲ့နဲ့တဖြည်းဖြည်းစူးစမ်းသွားရင်ဖြောင်းနိုင်ပါလိမ့်မယ်ကဲဒါဆိုရင်တော့ overthinking ကိုကျော်ဖို့အတွက်အချက်လေးကြီးလိုက်ကြရအောင် ပထမအဦးဆုံးအနေနဲ့ငါအကျွင်းလွန်နေပါလားဆိုတဲ့အတ္တိတရားရှိနေဖို့အရေးကြီးပါတယ်။ဘိုးလိုမောရမယ်ဆိုရင်တော့ self awareness ပေါ့။ကဘာဘောအတ္တရှိရဲမှာလူက self awareness အရှိဆုံးလို့သတ်မှတ်ထားကြတာဆိုတော့ဒီအဆင့်ကမိတ်ဆွေအတွက်ခက်ခဲနေမှာမဟုတ်ပါဘူး။အတွင်းရလွန်လာမိတိုင်းဟာငါအတွင်းလွန်နေရပဲဆိုပြီးတော့သတိပြန်ပေးပါ။သတိပေးလိုက်ရုံနဲ့တော့မပြီးသေးဘူး။ဒီလိုမျိုးပြန်ပြီးတော့ remind လုပ်နိုင်ပြီဆိုတာနဲ့လုံးဆိုင်ရှိတာတွေကိုထပ်လုပ်လိုက်ပါ။နောက်တစ်ဆင့်အနေနဲ့ကတော့ဘာကြောင့်အတွင်းလွန်နေရလဲဆိုတာကိုနာမည်တက်ကြည့်ပါ။ တွေးတစ်ခါလွန်တိုင်းဒီလိုအတွေးလွန်နေတာဘာကြောင့်လဲငါဘာလွန်လိုက်မင်းလို့လဲဆိုတော့နာမည်တက်ကြည့်ပါမြင်သာအောင်ပြောရမယ်ဆိုရင်တော့ကပိုင်းပြည့်ရင်ငါဘာလို့ရမလဲဆိုတဲ့အတွေးကိုမဖြစ်နိုင်တဲ့အတွေးငါလုံးမရရင်ဘာဖြစ်သွားနိုင်လဲဆိုတဲ့အတွေးကိုအလို့ကြောင့်ဖြစ်တဲ့အတွေးကောင်မလေးပြန်မချစ်လို့ဖြစ်တဲ့အတွေးကိုအချစ်ဆုံးဖြစ်တဲ့အတွေးဒါမျိုးပေါ့ဘာကြောင့်ဒီလိုနာမည်တက်ခိုင်းတာလဲဆိုရင်တော့အချားလက်အတိအကျတည်နေတဲ့ပြဿနာတွေကဖြေရှင်းဖို့လွယ်တဲ့အတွက်ကြောင့်ပါလက်ရှိအချိန်မှာနေထိုင်ပါအပေါ်မှာပြောခဲ့တာကိုမှတ်မိကြပါပါ အတွင်းလွန်လွယ်ဆိုတာကအတိတ်နဲ့အနာဂတ်အတွက်ပဲဖြစ်တယ်ဆိုတာလေအဲ့ဒါကြောင့်အခုလက်ရှိပြဿနာပေါ်မှာနေထိုင်မှုလိုပါတယ်အတွင်းလွန်တဲ့အခါတိုင်းမှာတခုခုထဆာလိုက်တာတခုခုကိုသွားတာစာရေးတာပုံဆွဲတာဇာတ်ကားကြည့်တာဒီလိုမျိုးလက်ရှိပြဿနာပေါ်မှာနေထိုင်ကြည့်ပါနှလုံးရလေးနေတာကအင်ဒိုဖင်လို့ခေါ်တဲ့ကောင်းတဲ့ဟော်မုန်းတွေကိုအုန်းအောင်ထည့်ရသွားစေနိုင်ပါတယ်ဒါရီကတော့အတွင်းလွန်တဲ့ဆေးကိုရပ်တန့်လိုက်ဖို့အတွက်အကောင်းဆုံးနဲ့လက်တွေ့အဆန်ဆုံးနည်းလမ်းတွေပဲဖြစ်ပါတယ် နောက်ထပ်အရင်အကြီးဆုံးအချက်တစ်ချက်ကတော့ချက်ချင်းဆုံးဖြတ်ချက်ချလိုက်ဖို့ပါပဲအတွင်းလွန်တဲ့ကိစ္စအခုတရမှာ69ခုလောက်ကဆုံးဖြတ်ချက်တစ်ခုလိုအပ်နေရကြမှာအဲ့ဒါကြောင့်အတွင်းလွန်တဲ့အခါတိုင်းမှာဆုံးဖြတ်ချက်တစ်ခုခုမြင်မြန်ချလိုက်ပါဥပမာကိုယ့်ရဲ့လစာလေးသိမ်းရတယ်ဆိုပါတော့အဆောင်ကတသိန်း၊စားစေးကတလောက်နှစ်သိန်းခွဲအဲ့ဒါဆိုရင်တလားအတွက်အသုံးစေးကအမြဲ9000ပဲကျန်နေတဲ့အတွက်တလားတလားပတ်စံမရှိလို့အမြဲစိတ်ညစ်နေရပြီးတော့ လက်ထဲကျန်နေတဲ့ငါးတောင်းမှကုန်သွားတဲ့အခါမျိုးမှာဒီလောကနေမထွက်လိုက်ရမလားပက်ဆက်နယ်မှာရှာလာတဲ့ကုကူကိုအပြစ်တွေတင်ပြီးတော့အော်မသိငင်းနေဖြစ်နေကြတယ်ဆိုပါစို့အခုတော့အချိန်နေမှာဆိုရင်ပက်ဆက်ကိုပိုရှာဖို့နောက်ထပ်ပညာတွေသင်ရင်သင်မသင်ဘူးဆိုရင်လာစာပို့ထိုးပေးအောင်လို့အလုံးမှာတောင်းဝင်ပို့ယူပြီးတော့တောင်းရင်တောင်းဒီလိုမျိုးကိုယ့်အတွက်အကျိုးရှိတဲ့ဆုံးဖြတ်ချက်တစ်ခုခုကိုမြင်မြင်ဆန်ချလိုက်ပါနောက်ဆုံးတစ်ခုကတော့တရားရုံးနဲ့စကားပြောတိုင်မှာကိုယ့်ရဲ့မိသားစုမိတ်ဆွေချစ်သူဆရာဝန်ဘသူနဲ့ပဲဖြစ်ဖြစ် ကိုယုံကြည်ရတဲ့လူရှိမှရင်ဖွင့်ပြတိုင်းမင်းကအတွေးလွန်တာကိုရှုတ်ချပေးနိုင်ပါတယ်။ဒါပေမဲ့ကိုရင်ဖွင့်တဲ့သူတော့တခြားယူထက်ဖို့လိုပါတယ်။ကို့ကိုစိတ်ဒုက္ခပေးနေတဲ့သူတွေမဖြစ်ဖို့လိုတယ်လို့သူကြောင့်မလို့ပို့ပြီးတော့အတွေးလွန်စင်နိုင်တဲ့သူမဖြစ်ဖို့လည်းလိုပါသေးတယ်။ပြီးတော့သူပါရော်ရောက်ပြီးတော့အတွေးလွန်သွားနိုင်တဲ့သူတွေမဖြစ်ဖို့လည်းလိုသေးရပေါ့။ဒီနေ့လက်တွေကတော့အချိန်ယူစူးစမ်းပြရလို့ကြည့်မယ်ဆိုရင်အတွေးလွန်နိုင်တဲ့စိတ်ကိုအနိုင်ယူနိုင်မယ်ဆိုတာအမှတ်ခံရတယ်။ဒီဗီဒီယိုမှာပြပြပေးထားတာကတော့အတွေးလွန်နေဆိုတာက ကိုအတွက်ရောတခြားလူတက်ပါမကောင်းဆိုတော့တတိထားမြင်ပြပြပေးသွားတာပဲဖြစ်ပါတယ်ဒီလိုမျိုးအတွင်းလွန်တာကိုအတိတ်ကကိစ္စကိုအတွင်းလွန်တာနဲ့အနာဂတ်မှာဖြစ်နိုင်တဲ့ကိစ္စကိုအတွင်းလွန်တာဆိုပြီးတော့နှမျိုးခွဲလို့ရပါသေးတယ်ဒီနှစ်ခုတွေကဘာပဲအတွင်းလွန်လို့ကိုကိုကိုတတိပေးရအတွင်းတစ်ခုစီကိုနာမည်တက်ပြီးတော့တည်အောင်လုပ်တာလက်ရှိအချိန်ကိုပို့ပြီးတော့အယောင်ဆိုင်တာစုံမဆက်မြန်မြန်ချလိုက်တာနဲ့ရင်းဖွင့်ပြီးတော့ပြောဆိုတာတွေကိုဇွဲကောင်းကောင်းနဲ့သာစူးစမ်းပြီးလုံဆောင်သွားမယ်ဆိုရင်ဖျောက်လို့ရတယ်ဆိုတဲ့အကြောင်းတွေပဲဖြစ်ပါတယ် ဒီအတွေ့လွန်တဲ့ကိစ္စကိုဖျက်ဖို့အတွက်အချိန်ယူနေတဲ့ကာလမှာလည်း negative sign နဲ့အတွေ့ကိုရှင်းချပြီးတော့ positive sign နဲ့အတွေ့တွေကိုမြန်မြန်တွေးပြီးတာပို့ပြီးတော့အကျိုးရှိနိုင်ပါတယ်။ပြီးတော့ဒီလိုမျိုးကောင်းမွန်တဲ့အတွေ့လွန်ခြင်းကလည်းအတုံးစားတဲ့ရင်ခြားတဲ့လိုကိုယ့်အတွက်အထောက်အကူဖြစ်စေနိုင်သေးရဲ့ဆိုတော့အတွေ့လွန်တဲ့စရာကိုအကျိုးရှိရှိအသုံးစားကြည့်လိုက်ပါရှင်။ဒါနဲ့ဒီ video ကိုကြည့်နေကြတဲ့သူတွေကရောကိုယ့်စီမှာအတွေ့လွန်တာတွေရှိနေလား Dario William ဖြစ်တော်နေလဲဆိုတာကိုကိုမနေမှာမျှဝေပေးခဲ့ဖို့ဖိတ်ခေါ်ရင်းနဲ့ video လေးကိုအဆုံးသတ်လိုက်ပါရစေရှင်။ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်ဥတောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။